အားလုံးပဲမင်္ဂလာပါရှင်။ခေတ္တ TV သတင်းဌာနကနေပြီးတော့ထိတ်တန့်ရောက်သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ကြားဖြန့်ဆိုင်လုံခြုံရေးစောင့်ချက်တဲ့ DKPA နဲ့စစ်တပ်က TNLA ကိုစတင်ပစ်ခတ်လို့ TNLA ကကြားဖြန့်ဆိုင်စီနေ DKPA တပ်သားတွေနဲ့လက်နက်တွေဖမ်းဆီးထိန်းသိမ်းတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ပိုင်းမြို့တောင်ပံမင်းလက်ပံကြီးပါကတရုတ်ကြားဖြန့်ဆိုင်ကိုလုံခြုံရေးစောင့်ချက်နေတဲ့ DKPA နဲ့စစ်တပ်က KNLA ကိုစတင်ပစ်ခတ်ခဲ့တဲ့အတွက် KNL ပူပေါင်းတပ်ကအစိုးရကြားဖြန့်ဆိုင်ကိုစီးနှင်ပြီး DKPA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ကရင်တရင်ရင်းမြစ်တွေကပြောပါတယ်။မေလပန်ကြေးရွာကတရုတ်ကြားဖြန့်ဆိုင်ကိုစောင့်ချက်နေတဲ့ဘူတခွားတီဦးစီးတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA ဟာစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကိုစတင်ပစ်ခတ်ခဲ့တာလို့စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်။ နိုဝင်ဘာ22ရက်မှာ KNL ပူပေါင်းတပ်ကိုတနက်နေ့စတင်ပစ်ခတ်ခဲ့တဲ့အတွက်ဒေါ်လန်ရေးပူပေါင်းတပ်ကအစိုးရကြားဖြန့်ဆိုင်ကိုဝင်ရောက်စီးနင်းပြီး DGBA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်အဲ့ဒီနေ့ကစပြီးမြလက်ပံကြီးပါဘက်ကိုစစ်ကြောင်းထတ်ထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ KNL တပ်မဟာ6ဦးဆောင်တဲ့ဒေါ်လန်ရေးပူပေါင်းတပ်တို့မြလက်ပံရွာမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ် စစ်ကောင်စီတပ်နဲ့ KNL တပ်မဟာ6ဖူးပေါင်းတပ်တို့အကြားတိုက်ပွဲပြင်းထန်နေစဉ်မင်းလက်ပံရွာတရုတ်ကြားဖြန့်ဆိုင်ကိုစောင့်ကြပ်ပြီးနေတဲ့ DGPA ဘူးသခွားတီဦးစီးတဲ့တပ်ဖွဲ့တွေက KNL တပ်မဟာ6ဖူးပေါင်းတပ်ကိုစတင်ပစ်ခတ်ခဲ့ရာဒေါ်လန်ရီဖူးပေါင်းတပ်တို့ကပြန်လည်ပစ်ခတ်ခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှုခဏတာဖြစ်ပေါ်ခဲ့တယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါရယ် ဒီလိုဖြစ်ခတ်မှုဖြစ်ခဲ့ပြီးတဲ့နောက် KNL တပ်မဟာ6က DKPA ထိန်းချုပ်ထားတဲ့မြင်းလက်ပံရွာကတရုတ်ကြားဖြတ်ဆိုင်ကိုဝင်ရောက်စီးနင်းခဲ့ရာ DKPA တပ်ဖွဲ့ဝင်20ခန်းနဲ့လက်နက်ခဲယမ်းတွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။သူတို့ DKPA က KNL ကိုပြစ်တာအဲ့ဒါနဲ့ဘူဒါဘောကလက်နက်ချခိုင်းပြီးထိန်းလိုက်တာပြစ်တဲ့အဖွဲ့တော့ဖမ်းခေါ်သွားတာပေါ့။ကျန်တာကတော့သူတို့အဲ့ဒီလိုပဲလက်နက်ချပြီးထိန်းသိမ်းလိုက်တယ်။အမိန်ပေးတဲ့ခေါင်းဆောင်ဘူသခွားတီထွက်ပြေးသွားတယ်။ချိုင်းလာမြောက်ရီဖလာတော့မသိ တို့ကောင်းဆောင်တွေညှိပေးလိမ့်မယ်လို့ပြောတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။အခြားစစ်ရေးသတင်းရင်းမြစ်ကလည်း TGPA ကအကြဖြန့်ယုံတာဝန်ခံကစစ်တပ်နဲ့လဝါချင်းရိုက်ပြီး KNL ကိုသွားပစ်တာပုံဖြစ်တော့ပြန်လည်ပြစ်ခတ်ကြတာပုံတက်ခွားတီကအရင်ဖောက်တယ်စကစားနဲ့နှစ်ဖက်ညှက်ပစ်တယ်လို့ဖြစ်တာပုံ KNL ကစိတ်ဆိုးပြီးတော့ဖွင့်စည်းလိုက်တာပုံ ပြီးတော့ပြီးသွားတာပေါ်လို့ပြောပါတယ်။ KNL ဖန်စီထိမ့်သိမ်းထားတဲ့ DGPA တပ်ဖွဲ့ဝင်တွေပြည်လဲလို့မြောက်ရင်းနဲ့လက်နက်ခရမ်းတွေကိုပြည်လဲရရှိဖို့ DGPA ခေါင်းဆောင်တအုပ်ဖြစ်တဲ့စောစန်းအောင်ကနေမြေကန် KNL တာဝန်ရှိသူတွေနဲ့လာရောက်တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။မင်းလက်ပံရွာကကြားဖြန့်ဆိုင်ဝင်ရောက်စီးနှင်းခံရပြီးတပ်ဖွဲ့ဝင်တွေဖန်စီထိမ့်သိမ်းခံရတာနဲ့ပတ်သက်လို့ DGPA ပြောရေးဆိုခွင့်ရှိသူဘုံမူးချုပ်စောစိန်ဝင်ကိုဒီကနေ့နိုဝင်ဘာ23ရက်နေ့ညပိုင်းမှာသတင်းဌာနကဆက်သွယ်မေးမြန်းခဲ့ပေမယ့်ဖုံးလက်ခံပြေဆိုခြင်းမရှိပါဘူး။ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DGPA တပ်ဖွဲ့ဟာတနိုင်ငံလုံးဖြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ရေးထိုးထားတဲ့ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီးစစ်တပ်ကျင်းပမဲ့ရွှေကောက်ပွဲကိုထောက်ခံကူညီပေးသွားမယ်လို့သဘောထားထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမြန်မာဘက်ကလက်နက်ကြီးကြီးကြလို့ထိုင်းကသတိပေးဖြစ်ခတ်မှုနဲ့တုံ့ပြန်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာနေဆက်မှာတိုက်ပွဲဖြစ်ပြီးလမ်းချော်လာတဲ့လက်နက်ကြီးကြီးတခုထိုင်းနိုင်ငံပိုင်နယ်ထဲကျရောက်ခဲ့တာကြောင့်ထိုင်းစစ်တပ်ကတတိပေးပစ်ခတ်ပြီးတုံ့ပြန်ခဲ့တယ်လို့ထိုင်းသတင်းဌာနသတင်းရှင်ကဖော်ပြပါရယ်။နိုဝင်ဘာ22ရက်နေ့ကစလို့မြန်မာဘက်ကမှအာနာသိန်းစစ်တပ်နဲ့တိုင်းသားလက်နက်ကိုင်အင်အားစုတွေချတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးထိုင်းဘက်ကလက်နက်ကြီးကြီးကျရောက်လာခဲ့တယ်လို့ဆိုပါရယ်။ဒါကြောင့်လဲထိုင်းနေကြသောစစ်တပ်ဟောင်းနိုင်ငံရဲ့အချုပ်ချာအာဏာပိုင်နှက်ကိုကောက်ွယ်ဖို့သမတ်စည်းညင်စည်းကမ်းတွေနဲ့အညီတတိပေးပစ်ခတ်မှုတွေနဲ့တုံ့ပြန်ခဲ့တယ်လို့ဆိုပါရယ်။ ထိုင်းနိုင်ငံပိုင်နဲ့ထဲလမ်းကြောင်းမှာဝင်ရောက်လာတဲ့လက်နက်ကြီးကြီးကြောင်းအရတားပြည်တွေထိခိုက်တာမျိုးတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။နိုဝင်ဘာ22ရက်နေ့မှာထိုင်းနယ်ခြားဆောင်တပ်တွေပြေးပို့တဲ့နေဆက်တပ်ဖက်ချမ်းတိုက်ပွဲတွေအကြောင်းအစီရင်ခံစာကိုလက်ခံရရှိခဲ့တယ်လို့ထိုင်းစစ်ရေးကုကဲမှုဗဟိုဌာနကပြောပါတယ်။တက်ပြင်းနေနေထိဆက်ရကရင်ပြင်းနေရဝတီခရိုင်ထဲမှာတိုက်ပွဲတွေဖြစ်ပွားနေကြတာလို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ကြာရောက်ခဲ့တဲ့လက်နက်ကြီးကြီးဟာမေဆောက်ခရိုင်မဟာဝံခရိုင်ခွဲတွေက မမေခွန်ကန်ကြီးွာအုပ်စုရဲ့အမလီကြီးွာတွေကစိုက်ခင်းတစ်ခုကိုထိမှန်ခဲ့ပါတယ်။